အားလုံးပဲမင်္ဂလာပါဗျဒီကောင်လေးကတော့800ဝပြောဆိုင်ဝင်အင်ဗာတာလေးဖြစ်တယ်အဲဒီကောင်လေးရဲ့ input ဘိုးလေးက DC တွဲဖို့ပေးရပြီးတော့ output ကတော့ကျွန်တော် AC 220ဘို50 Hz ထွက်တယ်ပေါ့နော်တကယ်ရော50 Hz ထွက်မထွက်အဲပြီးတော့ block watt တွေသုံးလို့ရလဲဆိုတော့ကျွန်တော်စမ်းကြည့်မယ်ဆိုတော့ဒီမှာကျွန်တော်အဲ lipo 4 battery ကျွန်တော်ဒီလေးလုံးနဲ့ပေါ့နော်တွဲလိုက်ပြီးတော့တွဲဖို့ကျွန်တော်ထုတ်တာရတယ်ဆိုတော့ဒါလေးကိုကျွန်တော်စမ်းကြည့်မယ်ဆိုတော့ display လေးပါတယ်ဗောနော်ဆိုတော့ဒါလေးကိုဖွင့်ကြည့်ပါမယ်ဆိုတော့ဒီမှာဒီကောင်လေးကဘက်ထရီပိုးလေးပြရတယ်ဆိုတော့ဒီမှာကျွန်တော်တုံးတယ်ဘလောက်ဝက်တုံးလဲဆိုတော့ပြရမယ်ဗောနော်ပြီးတော့ကျွန်တော်ဒါ AC AC 40ဗောနော်ညာ25ထွက်တယ်အဲပြီးတော့ဒီမှာ 50Hz လို့ရေးထားတယ်ဗောနော်အဲဆိုတော့ဒီမှာ temperature လည်းမြင်ရတယ်ဆိုတော့ okay တကယ်တော့ 50Hz ရမယ်ကျွန်တော်စမ်းကြည့်မယ်အဲ့ဒီရဒီမှာဒါတုံးနေလောက်ပါဆန်ပါတော့အဲကျွန်တော်လောက်ဘယ်လောက်တုံးလဲဆိုရင်မှာ10% 20%ပေါ့နော်ဒါကတော့ battery battery of 4D ပေါ့နော် battery capacity ပေါ့ဆိုတော့ဒီမှာ AC sine wave လေးပြရမယ်ဆိုတော့တကယ်ရောပြမရလေကျွန်တော်စမ်းကြည့်ကြည့်မယ်ပေါ့နော်ညာဆုံးကီလိုမီတာနဲ့ကျွန်တော်တို့ဒီကောင်50 hertz ရရမလဲကျွန်တော်စမ်းကြည့်ကြည့်မယ်ပေါ့နော် 4D နဲ့ hertz နဲ့ကိုကျွန်တော်စမ်းကြည့်မယ်ဒီ AC ဘူရီဘူနာ AC ဘူရီလာအဲတူပြောတဲ့အတိုင်းမှ200 25အာ226လောက်ပေါ့နော်225တသမာ8ဗိုလ်ထွက်တယ်ပေါ့နော် AC ပေါ့ဆိုတော့မီတာနဲ့ကျွန်တော်တို့ hash ကိုတိုင်းကြည့်မယ်ဆိုတော့ဘလောက် hash ထွက်တယ်ပေါ့နော်ဆိုတော့ hash မှာထားနိုင်မယ်အဲဆိုတော့မှာ50 hash ထွက်တယ်ပေါ့နော်ဒါဆို50 hash 50 hash ချင်းဒီပေါ်ထွက်တယ်ပေါ့နော်ဆိုတော့ဒီ inverter လေးကိုကျွန်တော်လုတ်သုံးကြည့်မယ်။လုတ်ကတော့ကျွန်တော်ဒီ hot gun နဲ့ဆန်းကြည့်မယ်ပေါ့နော်။ဒီ hot gun က ဆိုတော့300ဘောပေါ့နော်50 has 300ဘောဟောက်ကံပေါ့ဆိုတော့တကယ်ရောရမယ်ကျွန်တော်စမ်းစမ်းကြည့်မယ်ဆိုတော့ဟောက်ကန်လေးကလောက်လောက်ပဲဆိုတော့ဒါလေးကိုကျွန်တော်တို့ကတိတ်ချလေးကြည့်ကြည့်ဘယ်လောက်တက်တယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော်ဟောက်ကန်လေးကိုဖွင့်နေတယ်ဆိုတော့ဒီမှာ တဲ့ဘောရတဲ့ဘောဘောနော်ဘောကတော့နည်းနည်းကျသွားတယ်ဘောနော်မဆိုလဲဘောပိုင်းနိုင်အောင်ဖြစ်သွားတယ်ဒါပဲထိတ်သိမ့်မကောင်းလို့ဘောနော်ဆိုတော့ဒီမှာ269ဘွက်တော့ဆွဲတယ်ဘောနော်ဆိုတော့ဘိုရီယာလောကဒရော့ဘင်ဖြစ်တော့224 has ကလည်း has 50 has နေတမီချာတော့တက်လာတယ်ဘောနော်နေတမီချာတက်လာတယ်ဒီမှာကဆိုတော့လုံးတုံးနဲ့ပါဆန်နေဆိုရင်ဒီမှာ20%တက်လာတယ်ဆိုတော့ဘတ်ဒီကတော့မကောင်းလို့ဘောနော်ဘတ်ဒီမျိုးစား အပရိယာကျွန်တော်အဟောင်းကြီးနဲ့သုံးလိုက်အခါကျတော့အချက်ချင်းကကြာတယ်ပေါ့နော်ဆိုတော့ပရိကဝစီတီကြာတယ်အားလည်းသိမရှိရပါဘူးပေါ့နော်ဆိုတော့ဒါလေးကတော်တော်လေးမိုက်တယ်ဆိုတော့နောက်နေ့ကျရင်ဒီထက်များတယ်အဲဒီထက်များတယ်လောက်တွေလည်းကျွန်တော်အသုံးကြည့်ကြည့်မယ်ပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီအင်ဗာတာလေးလိုချင်တယ်ဆိုရင်ကျွန်တော်ဒီမှာလာဝယ်လို့ရပါတယ်ဆိုတော့ဒီအင်ဗာတာလေးကတော့ inverter only ပဲအဲဒီ battery တွေကို charging သွင်းမဲ့ charger မပါဘူးเนาะ charging စနစ်မပါဘူးပေါ့เนาะဆိုတော့ကျွန်တော်ရှေ့ရှေ့ video တွေမှာပြောခဲ့တယ်လို့ပဲပေါ့เนาะကျွန်တော်တော့၃မဲ့ battery ပုံမူတည်ပြီးတော့ charging စနစ်ကွဲတဲ့အတွက်ဒီ inverter တွေကသူက charger မထည့်တာပေးတာမျိုးဖြစ်တယ်ပေါ့เนาะ charger မထည့်ပေးဘူးပေါ့เนาะဆိုတော့ဥပမာကျွန်တော်က live 4သုံးမယ်ဆိုရင် live 4 charger အပြန်ဝင်ရတယ်ပေါ့အဲလီဒီယန်နဲ့တောင်းမယ်ဆိုရင်ဒီဒီယန်ချာချာဝင်ရတယ်ဒီအက်စင်နဲ့တောင်းမယ်ဆိုရင်ဒီအက်စင်ချာချာဝင်ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး꿰ရတယ်ပေါ့နော်ဆိုတော့ဒီမန်တာလေးတော်တော်ကောင်းတယ်နောက်နေ့ကျရင်ကျွန်တော်အထဲထဲလေးဖြုတ်ပြီးတော့ကျွန်တော်စစ်ကြည့်ကြည့်မယ်ဘယ်လိုလေးလောက်ထားတယ်ပေါ့နော်အဲတော်တော်လေးမိုက်တယ်ကျွန်တော်ဒီကောင်းလေးရဲ့ဒါလေးကမန်တာရဲ့နောက်ဘက်ခြံပေါ့နော်ဖန်တလုံးပါတယ်ဆိုတော့ပေါ့ online တဲ့အချိန်ကြာရင် ပန်ထလို့နော်ဆောတူအဲလုံးမတုံတော့ဘူး heat temperature ကျသွားတယ်ဗောနော်ဒီက temperature ဗောအဲ temperature ကျသွားရင်တော့ fan ပြန်ရက်သွားတယ်ဗောနော် temperature တိုင်း fan လဲတယ်ဗောနော်ဆောတော်တော်လေးမိုက်တယ်မဆိုးဘူးတော်တော်လေးတုံးလို့ကောင်းတယ်အားလုံးကိုကျေးဇူးတင်ပါတယ်